အားလုံးပဲမင်္ဂလာပါခင်ဗျာ Global Channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တော့ Mobile Virus အကြောင်းကိုကျွန်တော်ပြောပြပေးပါမယ် Mobile Virus ဆိုတာက Mobile Phone Tablet နဲ့အခြားစမတ်စပ်ပစ္စည်းတွေကိုထိခိုက်စေနိုင်တဲ့မကောင်းတဲ့ Software အမျိုးအစားပဲဖြစ်ပါတယ်ဒီ Virus တွေဟာ Computer Virus တွေလိုပဲစနစ်ကိုဖျက်ဆီးစေတာလှုပ်ဝက်အချက်လက်တွေကိုခိုးယူတာ စက်ကိုအလုံးမလုံးရအောင်နှောင့်နေတာတွေလုံနိုင်ပါတယ်။မိုဘိုင်းဗိုင်းရက်တွေဘလို့ကူးစက်တတ်တယ်လဲဆိုရင် Play Store တောင်းမမဟုတ် App Store မဟုတ်တဲ့တခြားနေရာကနေ application တွေကို download လုပ်မိရင်ဗိုင်းရက်တွေကူးစက်နိုင်ပါတယ်။ပြီးတော့ SMS email ဒါမှမဟုတ်လူမှုကွန်ရက်ကနေလာတဲ့ link တွေကိုနှိပ်မိရင်လည်းဗိုင်းရက်ကူးစက်နိုင်ပါတယ်။ဒီစိမ့်တစ်ယောက်က SMS ပို့လာတယ် လက်နေပို့လာတဲ့အီးမေးလ်တွေပို့လာတဲ့ဆိုရင် ကိုကဝင်နေမိလို့ရှိရင်ဘိုင်းရကူးဆက်နိုင်ပါတယ်ပြီးတော့စိတ်မချရတဲ့ Bluetooth ချိတ်ဆက်မှုတွေဒါမှမဟုတ်လုံခြုံမှုမရှိတဲ့ Wi-Fi ကွန်ရက်တွေကနေဘိုင်းရကကူးဆက်နိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ဒီ application လေးကငွေလကားရရဲတုံးကြည့်ပါအဲ့လိုမျိုးကြော်ညာတွေနဲ့တက်ပြီးတော့အဲ့ဒီကြော်ညာတွေကိုမိတ်ဆွေတို့ကကြည့်ပြီး အဲသူတို့ပြောပြတဲ့ application တွေကို download လုပ်မိရင်လဲ virus ကဝင်တတ်ပါတယ်။ mobile virus အမျိုးအစားတွေကကျွန်တော်လေ့လာထားသလောက်ဆိုရင်၄မျိုးရှိပါတယ်။ number 1က trojan မိတ်ဆွေတို့စိတ်ဝင်စားလောက်မဲ့ application တွေအနေနဲ့လဲစားပြီးတော့မိတ်ဆွေတို့ရဲ့ဖုန်းထဲကိုဝင်ပြီးတော့အချက်လက်တွေခိုးယူတဲ့စနစ်ပဲဖြစ်ပါတယ်။ number 2 spyware မိတ်ဆွေရဲ့ sms ငွေကြေးပြောင်းလဲမှု လှုပ်ရှားမှုတွေကို သူတို့ကလှုပ်ဝက်စောင့်ကြည့်တဲ့ဤစနစ်ပဲဖြစ်ပါတယ်။နံပါတ်3 ransomware ဖုန်းကို အဝေးကနေတောက်ခတ်ထိန်းချုပ်ပြီးတော့မိတ်ဆွေတို့ကိုငွေတောင်းတာငွေညစ်တာတွေပြုလုပ်နိုင်တဲ့ဤစနစ်ပဲဖြစ်ပါတယ်။နံပါတ်4 arwell ဘာမှမသိတဲ့ကြော်ညာတွေအလွန်ကျွံပြတာကမိတ်ဆွေတို့ရဲ့ဖုန်းကိုနှိကွေးစေနိုင်တဲ့ဗိုင်းရပ်စနစ်ပဲဖြစ်ပါတယ်။ဒါတွေကတော့ virus အမျိုးအစားတွေပဲဖြစ်ပါတယ်။ virus အကူးစက်ခံရရင်မိတ်ဆွေတို့ရဲ့ဖုန်းမှာဘလို့လက္ခဏာတွေပြမလဲဆိုရင်တော့ဖုန်းအပူလွန်ခဲ့ပြီးတော့ battery အကုန်မြန်တာတွေ data အသုံးပြုမှုတွေများလာတာတွေ data အသုံးပြုမှုများလာတယ်ဆိုတာက virus ကနောက်ွယ်မှာ data ပို့နေလို့ပဲဖြစ်ပါတယ်။နောက်တစ်ခုကကြော်ညာပေါ်လာတာတွေအထူးသဖြင့်မိတ်ဆွေအသုံးပြုနေတဲ့ application နဲ့မဆိုင်တဲ့ကြော်ညာတွေတက်လာပါတယ်။ နောက်တစ်ခုကဖုန်းနှေးကွေးလာပါတယ်။မကြာခဏဟန်းဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ဖုန်းကအရင်ကနဲ့မတူဘဲနဲ့နှေးကွေးတာတွေ application တွေဝင်ရတာတွေနှေးကွေးတာတွေဖုန်းသုံးပြုအသုံးပြုရတာတွေနှေးကွေးလာတွေအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်။နောက်တစ်ခုကတော့ကိုမဖို့ဘဲနဲ့ကိုတငယ်ချင်းနေစီကို virus ပါတဲ့ SMS တွေလိနေကို auto ပို့ပေးတာတွေဒါတွေက မိတ်ဆွေတို့ဖုံးမှာဘိုင်းရက်ကတ်နေပြီဆိုတာကို ပြနေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။မိုဘိုင်းဗိုင်းရက်တွေဟာကွန်ပျူတာဗိုင်းရက်တွေလောက်အပြင်းထန်မရှိသေးပေမဲ့စမတ်ဖုန်းအသုံးစွဲလာမှုများလာတာနဲ့အမျှအန္တရာယ်ပိုများလာနိုင်ပါတယ်။ဒါကြောင့်တတိထားပြီးတော့ကာကွယ်သွားဖို့အရေးကြီးပါတယ်။မိုဘိုင်းဗိုင်းရက်ကာကွယ်နည်းတွေအများကြီးတွေကမှကာကွယ်နည်းအချက်၅ချက်ကိုကျွန်တော်ပြောပြပါမယ်။နံပါတ်၁အချက်ကတော့ application တွေကိုယုံကြည်စိတ်ချရတဲ့နေရာကသာ download ပြုလုပ်သင့်ပါတယ်။ဥပမာ Google Play Store တို့ iPhone ဆိုရင် Apple App Store တို့အဲ့လိုမျိုးနေရာတွေအဲ့လိုမျိုး application တွေကပဲမိတ်ဆွေတို့က download ဆွဲသင့်ပါတယ်။နံပါတ်1အချက်ကတော့ဖုန်း UI စနစ်နဲ့ application တွေကို အမြဲတမ်း update လုပ်နေရပါမယ်။ ကိုယ့်ရဲ့ဖုန်းမှာမကောင်းတဲ့အချက်လက်တွေရှိလို့ရှိရင် update လုပ်လိုက်တာနဲ့အဲ့ဒီအချက်လက်တွေကို ပြင်ပြီးသားဖြစ်သွားပါလိမ့်မယ်။နံပါတ်3အချက်ကတန်တရားရှိတဲ့ SMS တွေ email တွေ link တွေကိုမနှိပ်ပါနဲ့။တချို့လိမ်တဲ့သူတွေအလိမ်သမားတွေက မိတ်ဆွေတွေရဲ့ဖုန်းကို SMS email link တွေကနေတဆင့်လိမ်နီးပေါင်းစုံနဲ့မိတ်ဆွေတွေကိုပို့ပေးပါလိမ့်မယ်။ဒါကကျွန်တော် ကြုံလုံးပြောပြတာပါ။မိတ်ဆွေတို့က ကိုအသုံးပြုနေတဲ့ browser မှာကိုကြည့်ချင်တဲ့ website ရဲ့ကိုဝင်လိုက်ပြီဆိုလို့ရှိရင်တခြားမလိုအပ်တဲ့ကြော်ညာတွေတက်တက်လာတတ်ပါတယ်မလိုအပ်တဲ့ link တွေတက်လာတတ်ပါတယ်သူတို့ကအမြဲတမ်းမိတ်ဆွေတို့ရဲ့ login တက်မှတ်မှုကိုဦးစားပေးပြီးတော့သူတို့ကကြော်ညာတွေဖန်တီးတယ်ပြီးတော့ link တွေလုပ်တယ်အဲ့ဒီ link တွေကနေတဆင့်မိတ်ဆွေတို့ကိုလိမ်ညာတယ်မိတ်ဆွေတို့ရဲ့ဖုန်းကို virus တွေကတ်စေတယ်နံပါတ်လေးအချက်ကတော့ MD Viral App တွေကိုအသုံးပြုပါ MD Viral App ဆိုတာကမိတ်ဆွေတွေဖုန်းမှာ Viral ရှိလားမရှိလားစစ်ဆေးပေးတဲ့ application တစ်မျိုးပါနံပါတ်5အချက်က Bluetooth နဲ့ Wi-Fi ကို မလိုအပ်ရင်ပိတ်ထားပါတခြား password မရှိတဲ့ Wi-Fi တွေ Bluetooth တွေနဲ့ချိတ်ဆက်သွားပြီဆိုရင်ကိုယ့်ရဲ့ဖုန်းကို Viral ဝင်တတ်ပါတယ်အခုပြောပြလိုက်တဲ့အချက်5ချက်ကိုအသုံးပြုပြီးတော့မိတ်ဆွေတွေရဲ့ဖုန်းကို ဗိုင်းရပ်စ်ကာကွယ်နိုင်ပါတယ်ဒီလောက်ဆိုရင် mobile virus တွေအကြောင်းကိုမိတ်ဆွေတို့ကသိရှိသွားလောက်ပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကအခုလိုမျိုးနည်းပညာတွေကို အမြဲတမ်းဗိုလ်သူတော်ရအောင်မျှဝေပေးနေတာဖြစ်လို့ကျွန်တော် channel လေးကို subscribe လေးလုပ်ထားပြီးတော့ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်